သူကတွေ့ဝေမှုရှိပဲတန်းဖြေရတို့ဟာဒီမှာတေချာလားမတေချာလားပြန်ကြည့်ရပြန်ကြည့်တော့အဖြေရွက်တည်ပဲဒီမေကုန်းမှန်မယ်ဆိုလို့ရှိရင်စုငွေ330ဆက်ဖြေလို့မှန်ရင်စုငွေ330ဒီမဟာတက်ကရွေ90ခုနှစ်ခုဝါစုလပြည့်လို့ဖြည့်ဆူထားပါတယ်ဖြေမှန်ကတော့မှန်ပါရဲ့ခင်ဗျာစုငွေ330ရပြီ အတွက်360မင်းကိုစပြီးတော့မေးပါပြီ Hello အားလုံးမင်္ဂလာမျိုးကျွန်တော်အီမူကေဖြစ်ပါတယ်ညစ်တဲ့ဆက်ပြေ view fan လေးက view fan လေးဖြစ်ပါတယ်ဒီ view fan လေးကဘာဖြစ်တယ်လဲဒီဗုဒ္ဓဖရာသမိုင်းအကြောင်းကိုပေါ့နော်ဒီ Facebook နိုင်လို့ရှိရင်ပတ်ဆက်380ပိုက်ဆိုင်မှာပေါ့ဒီနေ့မှာတော့ဒီညမာလေးချောဆုလာဒီဖရာသမိုင်းအကြောင်းတွေအားလုံးကို Facebook နိုင်လို့ဒီပတ်ဆက်380ကိုပိုက်ဆိုင်သွားတဲ့ view fan လေးကိုကျွန်တော်အီမူဖွင့်ပြတင်ဆက်ပေးတော့ကြပါတယ်ဒါကတော့အရင်ကမှကွန်ပျူတာကောင်းနေပြကျွန်တော်အီမူလေဗုဒ္ဓရာအနေနဲ့ကျွန်တော်ပြန်လည်းဝင်ပြတင်ဆက်ပေးလိမ့်ခြင်းဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်ဖြစ်ဖန်လေးအဆုံးတက်စီလာပဲကြည့်ရှုပြီးဖွင့်ခွင့်ကြပါတယ်ဒါဆိုရင်တော့ကျွန်တော် view fan လေးကိုဆက်လိုက်အောင် ဆုံးွေ၈သိန်းရရှိပြီးပြီး15သိန်းနဲ့မေကွန်ကိုအရင်ပြမယ်မေကွန်စပါပြီရဟန်းတော်များတွားရောက်ရမသိင့်ရောက်နေခဲ့တော့လဲထိုင်နေရမသိင့်တော့ဒါရကအိမ်ဒီကုလတုတ်တန်အရအင်္ဂါရက်ဘယ်နှပါရှိပါသနည်းသမီးဆက်ဖြေမလားရက်နေမလားဆက်ဖြေပါမယ်ဖေဟာ သမီးဆက်ဖြေလို့အပြင်မှားရင်စုံဝေတပြားမှရှိမိမရပါဘူးရက်နေမယ်ဆိုလို့ရှိရင်စုံဝေ၈သိန်းသမီးဆက်ဖြေမယ်ဆိုလို့ရှိရင်ဘယ်တီးပြီးတော့အတီးပြုတ်ပြီးပါဖြေလေးမျိုးပြပါမယ် A 6ပါ B 9ပါ C 10ပါနဲ့ D 9ပါ D 9ပါပါဗျာ ီကိုပါအမေကျညိုနေချာတမိဖြည့်ပြောင်းမလားပြောင်းတော့ပါဘုရားဘေးကတခါကြီးတွေမေးကြည့်အောင်တေချာလားလို့ ီကိုပါရန်တော်များတွားရရမသိမ့်ရောက်နေခဲ့တော့လဲထိုင်နေရန်မသိမ့်နဲ့ဒါရကအိမ်ဒီကုလတုတ်တန်ရအင်္ဂါရဘဏ္ဍာရှိလဲဆိုတဲ့မိကုံကိုကလေးကဒီကိုပါလို့ဖြေထားပါတယ်ကိုကျော်သူလင်းအပြည့်မမှန်စစ်ပေးပါတင်ပါဖေဟံတမိကလေးကနောက်ထပ်မိကုံတဆင့်ကိုလဲတူဝေမှုမရှိဘဲနဲ့အပြည့်တစ်ခုရွေးချယ်ထားပြပါပြီအပြည့်မန်ကိုကျွန်တော်တို့အားလုံးအတူတူရင်ခုန်စွာနဲ့ကြည်ပါမယ်ယဟန်တော်များ တွားရောက်ရင်မသိင်ရောက်နေခဲ့ရင်လဲထိုင်နေရင်မသိင်နဲ့ဒါယကာရဲ့အိမ်ဟာကုလတုတ်တန်အယအင်္ဂါရက်ဘယ်နှပါးရှိပါသလဲသမီးငယ်လေးကဒီ၉ပါးလို့ဖြည့်ဆူထားပါတယ်အဖြေမှန်ကတော့မှန်ပါတယ်ခင်ဗျာဟွန်း လေးရဲ့ညံကတို့ကစာအုပ်ကြည့်ရတယ်။နော်သူကတွေ့ဝေမှုမရှိဘဲတန်းဖြေရတို့ကဒီမှာသေးကြလားမသေးကြလားပြန်ကြည့်ရတယ်ပြန်ကြည့်တော့အဖေကွက်တီပဲ။အဲဆိုသမီးဖြေွားတဲ့ရဟန်းတော်များသွားရောက်ချင်းကန့်တင်တော်တိုင်းကအင်းနေမသွားရောက်မချင်းကန့်တင်တော်တိုင်းကအင်းဆိုပြီးတော့အင်္ဂါရက်တွေရှိတဲ့တဲမှာဒါဘုသူတ္တဗောနော်။ ဘုဒ္ဓရာယံတို့အင်္ဂါ၉မျိုးနှင့်ပြည့်စုံသောဒါယကတို့အိမ်တို့မသွားရသေးတော့သွားရောက်ရမသိသွားရောက်ပြီးတော့ကထိုင်နေရမသိအဲ့ဒီအင်္ဂါရဲ့၉ပါးပါလိလဲဆိုပြိသက်တဲ့ဘုဒ္ဓတာပေါ့၁မျက်နှိုးသဖြင့်ခရီးမကြိုဆိုကြခြင်းဒီကဖာတိဖာတန်နေတဲ့အိမ်ရှိအဲ့အိမ်တော့မသွားသင့်ဘူးတဲ့နံပါတ်၂ကမျက်နှိုးသဖြင့်ရှစ်မခိုးကြခြင်းတဲ့နံပါတ်၃က မြတ်노သဖြင့်နေရာထိုင်ခြင်းမပေးကြခြင်းနံပါတ်၄အထင်ရှားရှိသောလူဝဲဝိတ္ထုကိုရဟန်းတို့အားလျှို့ဝှက်ကြခြင်းကောင်းတာလေးတွေဖွက်ထားပြီးငပိရေအဲ့ဒါမျိုးလေနံပါတ်၅ကလူဝဲဝိတ္ထုများစွာရှိပါလေအ ਨੇ ကေသာပေးလူကြခြင်းနဲ့နံပါတ်၆ကမောမြတ်သောလူဝဲဝိတ္ထုရှိပါလေယုံရင်ကြံတန်းသောလူဝဲဝိတ္ထုကိုပေးလူကြခြင်းနဲ့ဂါယုဝါခိုင်ဘုဒ္ဓရာနော်မလောဘူးမဟုတ်လား 诶，对吧？哈哈，那么可能噶有的时候没被列入，没有被列入进去。那那么，时刻这样那样样，他们都没参加，没参加进去。那么，国家出现很多这样个有的时候没参加进去。那那里古巴不呢？啊，那个古巴，那个，这呀，那么怕不着，不都那个奥基比罗？省委、省委的。 ရရှိပါပြီခုနကလာပြီးတော့ bonus ချင်းမြင်တဲ့3သိန်းနဲ့ဆိုလို့ရှိရင်စုငွေ78သိန်းဘေးရတကကြီးကိုမုံမှုခွဲပေးရမလားတတ်သိရှိတယ်နော်ဘေးတို့အချိန်ဆိုင်မဲ့မင်းကုန်းစပါမယ်စုငွေ330 ဒီမိကုံးမှန်မယ်ဆိုလို့ရှိရင်စုငွေ330မိကုံးပြပေးပါမယ်ဒီကလေးအောင်ခက်ပါမိကုံးဖတ်၍ကုသိုလ်ပြုပေးပါတာဝရိန္ဒာနတ်ပြည်မှာတရားမင်းတည်ထားခဲ့တဲ့စူလာမဏိဇီရီတော်ကိုဘယ်နှခုနဲ့ဘယ်လားပြည်မှာတည်ထားပူဇော်ခဲ့ပါသလဲညီမလေး Hello တော်ဝင်သာနတ်ပြည်မှာတရားမင်းတည်ထားခဲ့တဲ့ဆိုလာမရီစီရီတော်ကိုဘနခုနဲ့ဘယ်လပြည်မှာတည်ထားပူဇော်ခဲ့ပါသလဲတရားမင်းဆိုလာမရီစီရီကိုတည်ရာဆိုတော့စံတော်ရလို့ပေါ့တရားမင်းကစံတော်ကိုဘယ်ရနေရမလဲဖះလောင်းစီရရတာ ဘုရားလောင်းကဘာလုပ်လို့ရတာလဲဆံတော်ဖြတ်ပြီးတော့ပြီးလို့ရတာပေါ့ဘယ်သူမှမကြားတော့ပေါ့အဖြေပြောနေတာလည်းမသိဘူးတဘက်ပေါ့လားသမီးအဆင်ပြေလားဘုရားလောင်းကဆံတော်ကိုဘယ်တော့မှဖြတ်လဲအနောက်မှာတောင်ကမှဖြတ်တယ်ထင်တာပဲဟုတ်လားဒီဘုရားလောင်းတော့ထွက်တဲ့ရက်တည်လား တော်ထွက်တဲ့ရက်တိလားဘယ်လလဲဟိုတိလားမိတ်ကလေးနဲ့ပြောတိပါတယ်ဗျာဘယ်ခုနှစ်လဲဟိုတိလားတိပါတယ်ဗျာတိရင်ဆက်ဖြေမလားရက်နေမလားဆက်ဖြေပါမယ်ဗျာဆက်ဖြေလို့မှန်ရင်စုံွေ330တမင်ရက်နေမယ်ဆိုလို့ရှိရင်စုံွေ15သိန်း က်ဖြီလို့မားသွားလို့ရှိရင်တပြားမှမရဒီတော့မေးပါပြီဆက်ဖြေမလားရက်နေမလားဆက်ဖြေပါမယ်ခင်ဗျာအဖြေမလေးမျိုးပြပေးပါအေမာတက်ကရစ်68ခုမာဇိုလာပြည့်ဘီမာတက်ကရစ်68ခုမာဇိုလာပြည့်စီမာတက်ကရစ် 5ခုဝါစုလာပြည့်နဲ့ဒီမဟာတက်ရက်69ခုဝါစုလာပြည့်ဒီမဟာတက်ရက်69ခုဝါစုလာပြည့်ပါဗျာအဖြေပြန်ပြောပါဒီမဟာတက်ရက်69ခုဝါစုလာပြည့်ပါ ေထားတဲ့အဖြေကိုမှတ်ထားလိုက်ပါမယ်။အဖြေမှန်လို့ရှိရင်တော့သိန်း30ရမယ်။အဖြေမှားသွားလို့ရှိရင်တော့တပြားမှပေးလို့မရလို့ခွင့်လို့ပေးပါလို့တောင်းပန်ပါတယ်။ကြိုက်ဦးအောင်ခိုင်ကျွန်တော်ယူတဲ့အဖြစ်မှန်တယ်လားမှန်တယ်လားစဉ်းစားပြတာ ပြိသက်များကောင်မှန်နေတဲ့ရင်လက်ကိုတီးမှားရင်မတီးနဲ့အဲ့ဒါမှចောင်းသားမှားရင်သူတို့ဘာတရားခံပါလာတော့ဗောကိုကျော်တလင်းအဖြစ်စစ်ပေးပါဒီမှာဖင်ရသမီးလေးရဲ့ဉာဏ်ပညာကျိုးစားမှုကတော့အမှခံပါပဲမိကွန်တိုင်းမိကွန်တိုင်းကိုတွေးဝေမှုမရှိ ပြတ်သားစွာရဲဝံ့စွာ တီချီစွာနဲ့အဖြေတိုင်းကိုရွေးချယ်နေပါပြီ အဖြေလေးကျွန်တော်အားလုံးတူတူယင်ခုံစွာနဲ့တိုက်ကြည့်ရအောင်ပါမိကုံလေးကတော့ဒါရိနာနတ်ပြည်မှာတရားမင်းတည်ထားခဲ့တဲ့ဇူလာမဏိဇေဒီတော်ကိုဘယ်နှခုနဲ့ဘယ်လပြည့်မှာတည်ထားပူဇော်ခဲ့ပါသလဲသမီးလေးရဲ့ဖြေဆုံးမှုဟာအဖြေနံပါတ် D မဟာတက္ကရေ69ခုဝါဇူလပြည့်လို့ဖြေဆိုထားပါတယ်အဖြေမှန်ကတော့ 慢慢来昆明。生活等于等着，我觉着。 ညီမနိုင်ငံလုံးဆိုင်ရာတုဒ္ဒဆောင်တဲ့ဘုတွင်အဖွဲ့ဘိုးကနေပြီးတော့ကိုသူရှင်ဆယ်ဦးစုပေါင်းပြီးတော့လူဒန်းနဲ့စုငွေဖြစ်ပါတယ်စုငွေလူရှင်ဇာများလိုအပ်ပါ၍စုငွေ330ရပြီအဲ့ဒါ360မေကိုစပြီးတော့မေးပါပြီ အဇာတတမင်းကြီးမင်းတိုင်ပင်အမတ်ဝတ္တကာရပုံနာကြီးသည် ဝေသားလေးပြည်လက်ဆွေမင်းတို့စီလုံးမှုပြက်ပြားစေရန် အချင်းချင်းစိတ်ဝမ်းကွဲစေရန်ဝေသားလေးပြည်အတွင်းတရှုအဖြစ် နေထိုင်ခဲ့တဲ့တိုင်းတစ်ပါးသာတရှုအဖြစ်နေထိုင်ခဲ့တဲ့နှစ်ပေါင်းဘလောက်ကြာခဲ့ပါသလဲသမီးဆက်ဖြေလို့အဖြစ်မှန်မယ်ဆိုလို့ရှိရင်စုငွေ360 ဒီနေရာမှာဟုတ်ကဲ့မြို့ရေကျွန်တော်ပြန်ဖိုင်ဒီလောက်ပါပဲဒီဖိုင်လေးကတော့ဒါရောင်းမှကြည်နူးဆရာကောင်းတယ်ကြည်နူးဆရာလည်းကောင်းတယ်ကွန်ပျူတာလည်းကောင်းတယ်ပေါ့နော်ဒါကျွန်တော်မြန်မာနိုင်ငံမှာပထမဆုံးမြင်တွေ့ရတဲ့ညီမလေးလို့ပြောလို့ရမယ်ပေါ့နော်ဒီညီမလေးရဲ့နာမည်တော့ချော့ဆုလိုင်းလို့ခေါ်တယ်ညီမလေးကတော့ဒီဖခင်သမိုင်းအကြောင်းနေနဲ့ပတ်သက်ပြီးတော့တော်တော်လေးမှတည်ထားပွင့်ရပေါ့နော်အဲဒီပွဲမှာဆိုရင်ဒီညီမလေးကဒီပတ်စံ380ပထမဆုရသွားတဲ့ညီမလေးရဲ့ပြီးဖိုင်ကျွန်တော်မြို့ဖွင့်ပြတိဆက်ပြီးတော့ဖြစ်ပါတယ်ပြီးတော့ရန်ရှိရပြဟုတ်ကဲ့ပါနောက်ထပ်အပိုင်းနေတင်ဆက်စီခြင်းနဲ့ဆိုရင် ကျွန်တော်ရဲ့ view ဖိုင်အောင်မှာ comment မှန်ပေးကြလို့ရတယ်ဟုတ်ကဲ့ပါဒီ view ဖိုင်နဲ့ပတ်သက်ပြီးတော့မျိုးတွေလည်းဘူးတူတာသင်ခန်းစာတွေများစွာရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်ဗျဒီ view ဖိုင်နဲ့ပတ်သက်ပြီးတော့မျိုးတွေထင်မြင်စာစုကိုလည်းကျွန်တော် comment မှာ message ရေးပေးကြလို့ရတယ်ကျွန်တော်ရဲ့ channel နဲ့ဘူးတရရတဲ့အကြောင်းအရာနဲ့ဟာတာပြည်မြင်တိဆက်ပြီးမှာမို့ကျွန်တော်ရဲ့ channel လေး like and subscribe နဲ့ဒီ like and subscribe နဲ့ဗီနာ notification bell လေးကိုလည်းခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်နောက်ထပ်ပြန်ပြန်ဆောင်ရမယ်တတ်တာ